နိုဝင်ဘာ17ရက်နေ့2025ခုနှစ်မှာခွေးပစက်ကနဇကားထွက်ပြီးဘကိုးရေကြီးသလိုအင်ခေါမိုးတွေခွေးတက်တဲ့ကိစ္စတွေဖြစ်နေပါတယ်။ဟာဘာတွေလဲလူမြတ်ကျော်မင်းကစကြဲခါခွေးတွေဝတ်တွေနဲ့ဘူလက်လဆွေဆိုတဲ့အလေနတ်တော်တိုင်းမီကိုဂုတ်သွေးစုပ်ပြီးဘဲပြည်သူလူလူတယောက်ကိုမှကောင်းကျိုးမပေးတဲ့ကောင်စားမျိုးကဒီပစက်က ဗိုလ်ချုပ်ထုံးမြင့်နိုင်ဆိုရဲကျွန်တော်တို့တိုင်းပြည်လူမှုရဲ့တော်လိုင်းလမ်းပြချေဗိုလ်ချုပ်ထုံးမြင့်နိုင်ကိုဘယ်နှားရှိလဲရှစ်အနေအပုံကျဲမယ်အပြက်ချမယ်အမြင့်ဖြုတ်မယ်ဆိုရဲစကားပြောလိုက်ပါတယ်အဲ့တော့ဒီနေရာမှာကနဦးမှာကြားလို့ရာကနေပြည်တော်ကိုသိမ့်ပိုက်ပြီးရှင်တော့ဗိုလ်ချုပ်ထုံးမြင့်နိုင်နေတကွာပူပေါင်းတက်များ ော်လိုင်းတက်တွေအားလုံးကိုပြောချင်တာကဘူလန်လဆွေဆိုရဲကောင်ကိုလက်ပြန်ဂျိုးတုတ်ပြီးနေပြည်တော်လမ်းမပေါ်မှာမြက်ခွက်ကိုတသွေးနဲ့ဝိုင်းထွေးဖို့စီစဉ်ပေးပါတစ်ချိန်လုံးတစ်တော်ဘော်က Facebook ဘော်ကအမျိုးမျိုးတိုင်းပြည်နဲ့လူလူကိုဒုက္ခပေးနေတဲ့ကောင်တွေစစ်တပ်ကကောင်တွေမှန်သမျှအကြမ်းခံရေးပါတီတွေဝင်ပြီး တိုင်းပြည်ကိုဒုက္ခပေးဖို့တဖန်ပြန်ပြီးတော့လုံနေကြပြန်ပြီဒါကိုရွေးကောက်ပွဲဆိုပြီးခေါင်းစဉ်တတ်ထားတာအမှန်ကခွေးမီးကောက်ကိုကြည်တော့ဆွတ်လဲပြန်ဖြောက်မလာပါဘူးရုံမာတဲ့စစ်တပ်ဟာရွေးကောက်ပွဲဝင်ယုံမကလို့ဂရုံးတုံးပြီးတသက်လုံးဖုံးကြီးဝစ်လဲငါတို့ကဥချမှာမဟုတ်ဘူးအဲ့တော့ဘူလက်လာဆွေကျန်ဖို့ပါတီဘိုးကောမဒီဝင်နေပြီးတော့ကောင်စီနေမြေဥက္ကဋ္ဌပုပ္ပတတိမျိုးနဲ့ အမတ်လောင်းအေဌာနချုပ်ကိုစုံစမ်းပြီးတော့အော်တိုဘလောင်းနောင်ပိုင်းမှာရခိုင်ဒေသစီအေးဆိုင်ရာအစည်းအဝေးမှာညွှန်ကြားပြီးတော့ဘုကျုံထွန်းမျက်နှာရှိတဲ့နေရာကိုလှုပ်ကြံတက်ဖြတ်ရေးဘုံကျေးရေးအမုတ်ချေရေးကိစ္စတွေဆွေးနွေးတဲ့တဲ့င်းတွေတော့ထွက်ပေါ်နေပါတယ်ဒီအောင်အခြေခံပြီးဘူလက်လဆွေဟာအရကတ်တတော်အင်းနဲ့ပူပေါင်းတက်တွေ တမူးချုပ်ကိုတို့ထုံမြင့်နိုင်ကိုချိန်ချောက်လိုက်ပါတယ်မင်းတို့ကဘာဖြစ်နေလဲဆိုတော့ငါကြီးတော်ဇာငါကြီးတော်ဒါ sorry 1 2 3 go action ငါကြီးတော်ဒါကြီးဆွဲပြီးထွက်သွားလိုက်ထိတ်ကြီး꿰ပြီးပြန်လာလိုက်မြေပြင်မှာရခိုင်စစ်တေသားနဲ့မကွေးပကိုးအဆက်ရခိုင်ရိုးအဆက်တွေအကုန်လုံးမှာသေတဲ့မသားတွေကိုအာသူဘချနိုင်အောင်အရင်လောက်အောင်ဘူးလက်လာဆွေဒီเจ้าကိုကျွန်တော်ကနအူး ပြောပြချင်ပါ रे အဲ့တော့စစ်တပ်ရဲ့ပြစ်မှတ်ဟာအရခတ်တတော်အေကိုအယုံစိုက်လာပါ रे ဒါကိုအရခတ်တတော်အေကလည်းသိရှိလိမ့်မယ်လို့ယုံကြည်သူအရခတ်တတော်အေဘုချုပ်ထုံးမြက်နိုင်ကိုအတေရအရှင်ရနီလန်ပေါင်းစုံနဲ့လှုပ်ချံဖို့တက်ဖြတ်ဖို့အကြံဖတ်ဖို့ကြိုးစားလာမယ့်အချိန်ရောက်လာပါပြီ။ဒါကြောင့်ဒီနေရာကနေ ဘူဂျုတ်ထွမြင်နိုင်ခင်ဗျာအရခတ်တော်အီတမူးချုပ်ဘူဂျုတ်ထွမြင်နိုင်တယ်ကွာအရခတ်တော်အီတက်ဖွဲ့ဝင်တဦးချင်းတယောက်ချင်းစီတိုင်းအရခတ်တော်အီနဲ့ပူပေါင်းတက်ဖွဲ့ဝင်များအားလုံးတော်လိုင်းတက်ဖွဲ့ဝင်များအားလုံးအထူးသတိဝရိယနဲ့လုံခြုံရေးသတိရှိကြဖို့မေတ္တာရက်ခံတယ်လို့အရခရခိုင်လူမျိုးတိုင်းသားလူမျိုးပေါင်းစုံကလည်းငါတို့အရခတ်တော်အီနဲ့တော်လိုင်းတက်ပေါင်းစုတွေကို ရရည်နီးနဲ့စောက်လျှောက်ပြီးနှွေထွေးအားပေးကုညီပါလို့တိုက်တွန်းလိုပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့လက်ရှိတော်လှန်ရေးအခြေအနေဟာ TI ဘူဂျုတ်ခွန်မော်နဲ့ပတ်သက်ပြီးတော့လေဘူလက်လာဆွေဟာရွှေလက်နဲ့ခေါ်ရုံကိုလာပါနော်ကြည်စံနဲ့ခေါ်မှမလာနဲ့ဆိုပြီးတော့ ဘူးလက်လာဆွေလို့လွတ်တော်မှာအစိုးတင်သွင်းတဲ့အတွက်နာမည်တွင်ခဲ့တဲ့ကောင်အဲ့တော့အရခတ်တတော်အီဟာစစ်ပွဲစစ်မျက်နှာထိုးစစ်တိုက်စစ်ခံစစ်ခြီစစ်ခွာစစ်ကိုနောက်တစ်ဆင့်တိုးဖို့ဆောင်ရွက်တဲ့တရင်တစ်ခုတက်လာပါတယ်အရခတ်တတော်အီနဲ့ချင်းတပ်ဖွဲ့တွေတွေ့ဆုံပါတယ် ULAA ထိမ့်ချုပ်ထားတဲ့မြို့၅မြို့ကိုလွတ်လွတ်လပ်လပ်လေပတ်တယ် ULA ပါတီခေါင်းဆောင်ပိုင်းတွေအကြီးအကဲတွေစုံစုံလင်းလင်းနှွေးနှွေးထွေးထွေးကြိုဆိုပြီးကျွန်တော်တွေးဆောင်ခဲ့ရတယ်တင်ဦးစရာတွေအများကြီးရခဲ့တယ်တော်လိုင်းအီးကိုဘလို့အဆင့်ဆင့်ကြော်ဖြတ်မလဲဘလို့တီဆောက်မလဲဘလို့အခက်ခဲတွေဖြစ်လာကလေးလဲဆိုတော့ကိုဆွေးနွေးပြစ်ခဲ့တယ်လို့ရှင်းတက်ဖွဲ့ခေါင်းဆောင်ဆလိုက်ယောမန်ကဒီကနေ့ထုတ်ဖို့ကြေကြာထားပါတယ်အဲ့တော့ စစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေဖြစ်လာနိုင်တာကိုခံမှန်းကြရတယ်ပြင်ဆင်ထားကြတာတွေလုပ်မယ်ပူပေါင်းကြမယ်နိုင်ငံမဟာမိတ်စီးပွားရေးမဟာမိတ်ပူပေါင်းချိတ်ဆက်ဖို့တိုင်းသားလူမျိုးတချင်းချင်းအပြန်လန်ဖေးမကူညီဖို့တိုင်းသားလူမျိုးအားလုံးအပါဝင်ချင်းတွေလည်းခံစားလာခံစားရအောင်ချင်းတွေလည်းပါဝင်လာအောင်ချင်းတွေလည်းတိုးတက်ကြီးပွားလာအောင် ရခိုင်နေလေအဲ့လိုပဲခံစား꿰ရအောင်ကြီးပွားချမ်းသာခြင်းတွေတည်ငြိမ်အေးချမ်းခြင်းတွေအပြန်အလှန်ကူညီပြီးအပြန်အလှန်အကျိုးစီးပွားဖြစ်အောင်ဒါမျိုးဆွေးနွေးတွေ့ဆုံခဲ့ကြတယ်လို့စလိုင်းယောမန်ကပြောပါတယ်အခါတက်တော်နဲ့ချင်းညီညောင်းနေတွေ့ဆုံကြတဲ့တည်င်းဒီကနေ့ထွက်ပေါ်လာပါတယ်အဲ့တော့တော်လန်ကြီးရဲဘော်တွေတွေ့တော့တော်လန်ကြီးအကြောင်းဆွေးနေတာပေါ့ တော်လိုင်းကြီးရဲဘော်ဆိုတော့လေစစ်ကောင်စီကိုအမြင့်ဖြတ်တိုက်ရေးဆွေးနွေးတာပေါ့အပြန်လန်ကူညီဖို့အပြန်လန်ထိုးစစ်တိုက်စစ်ခန်းစစ်ခြေစစ်ခွာစစ်ဗျူဟာကြတဲ့ပူပေါင်းစစ်ပွဲတွေဆင်နွှဲဖို့ကဲဒီလိုအခြေအနေတွေရှိပါတယ်ဒီကနေ့အကတတော် AA စဦးစီးချုပ်ကိုထုံမြင့်တဲ့အပောင်း AA ထိပ်ပိုင်းကောင်းဆောင်နေတဲ့ချင်းညီအောင် CB ဘွဲ့နဲ့တွေ့ဆုံတဲ့အပြန်လန်ထိုးစစ်တိုက်စစ်ခန်းစစ်ခြေစစ်ခွာစစ်တို့ကိုဆောင်ရွက်မယ် စည်ရေးနိုင်ငံရေးစီးပွားရေးတို့ကိုပူးပေါင်းဆောင်ရွက်မယ်ဒီလိုပဲကချင်နဲ့လည်းတွေ့ဆုံနေမယ်လို့ယူဆတယ်မုံနဲ့လည်းတွေ့ဆုံနေမယ်လို့ယူဆတယ်ကရင်နဲ့လည်းတွေ့ဆုံနေမယ်လို့ယူဆတယ်ဗမာတွေနဲ့လည်းတွေ့ဆုံနေမယ်လို့ယူဆပါတယ်ဗမာတတ်တော် BA ကတော့အရခတ်တတ်တော်ရဲ့ပြုစုပြောထောက်မှုအောက်မှာထွက်ပေါ်လာတယ်အန်ယူဂျီနဲ့အရခတ်တတ်တော် A ဆက်ဆံရေးကတော့ကျွန်တော်လည်းမသိဘူး အဲ့တော့ဘာပဲဖြစ်ဖြစ်မြေပြင်မှာတော့ပကွေးမကွေးစစ်မြနာမှာတော့အရခတ်တက်တော့အေးရဲ့ပူပေါင်းတက်တည်နေကျွန်တော်တို့ပြည်သူကဝေးတက်တွေနေပူးတွဲတိုက်ပွဲဝင်မှုတွေလုပ်နေတယ်ဆိုတာကိုတော့ကျွန်တော်ကြားရတယ်သိရတယ်ကျန်တာတွေကိုတော့စစ်ရေးရှုတ်ဝက်ချက်အရာသိလဲပြောလို့မရဘူးအဲ့တော့ကျွန်တော်တို့ဒီဘက်မှာတော့ဒီလိုအခြေအနေတော်လိုင်းကြီးမှာအဲ့တော့ဖက်စစ်တက်တက်မှာဘာတွေဖြစ်နေလဲ ဖဆစ်တဲ့ဘက်မှာတော့မျက်ရည်လေရွယ်ဖြစ်တာတွေရှိပါတယ်။အဲ့တော့လူမျက်ကြောမင်းကပြည်သူလူထုအမြောင်လင့်ချက်အမားတွေ free host တွေမပေးပါမပေးပါဘူး။ Facebook ပို့တစ်ခုတွေးလိုက်လို့ပါ။ Facebook ပို့တစ်ခုတွေးလို့ပြောပြချင်တာပါ။ရှိလေရှိရတယ်။အဲဒီလိုပေါ့ဗျာနော် hello ။အဲ့တော့ Facebook ပို့တစ်ခုမှာချက်ဖို့အမာခံပေါ့ကွာ။ချက်ဖို့လိုင်းယုံမန်းအမီနဲ့အဲ့တော့ချက်ဖို့အမာခံ။ ကြက်ခံဖွံ့ဖြိုးရေးပါတီကိုထောက်ခံတယ်စစ်တပ်ကိုထောက်ခံဆိုတော့အဲ့ဒီမှာသူ့သားဟာဗမော်စစ်မြေပြင်မှာတိုက်ပွဲဝင်နေတာအဲ့တော့ KAI ကသုံးဖို့ရဲဘော်တရားရောက်တလိုင်းရဲဘော်တရားရောက်တိတ်ဆုံးတဲ့ပုံနဲ့ဓာတ်ပုံရိုက်ထားတာကိုတင်ပြီးတော့ငါသားกว่าသူ့သားဗမော်မှာနိုင်နေတယ်ပေါ့ရေးတယ်အဲ့လိုရေးပြီးတော့ဒါပါတော့ဘေးမတီရမခပဲအမိမျိုးကိုကာကွယ်နိုင်ပါစေအဲ့ဒါ ကလေးပုံမတင်ပါနဲ့အဲအဲ့လိုပေါ့နော်မှတ်ချက်တွေလည်းအများကြီးရှိတယ်အဲ့လိုပို့တင်ပြီးတော့ငါသားกว่าဆိုပြီးတော့အမိမြေကိုကာကွယ်နိုင်မယ်ပါညာပို့တင်ပြီးတော့နာယီပိုင်းအကြာဒီမှာနာယီပိုင်းလေးမှာသူ့သားသိသွားပြီတဲ့အဲ့ပို့မှာပဲအဲ့သူ့ဝေးပို့မှာပဲပြန်တင်တယ်ဘသူမှတရင်မမေးပါနဲ့အိုးကျွန်တော်မခံစားနိုင်လို့မပြောချင်ပါဘူးဗျာလို့ဆိုတော့ Facebook ပို့တကူဖတ်လိုက်ရတယ်။ comment တွေမှာလဲဗျာ။ခုနကြည့်ရင်းနဲ့ပီတိဖြစ်တာဗျာ။မနေ့ကတော့တွေ့သေးတယ်။အခုသေသွားပြီလား။ဟာမနေ့ကတော့ရန်သူအလောင်းပေးမှပုံနေတယ်ဗျာ။ကျွန်တော်တို့ဂုံယူနေတာ။အခုသေဗျာသေသွားပြီလား။ဆိုတော့24နာရီမပြည့်ပါဘူး။ပြီးသူမြစ်တာစူးပါလေ။ပေပြီလေ။စူတောင်းပြည့်ချက်မတာပေါ်ပြီ။အခုတော့သေသွားပြီ။စူတောင်းပြည့်တယ်နေမကူဘူး။ဆိုတော့ပြည်သူလူထုရဲ့ ဝင်ရောက်ရေးသားတဲ့ကော်မတီကိုလည်းတွေ့ရပါတယ်ဆိုတော့ဒီအပိုင်းနေမှာဒီကျွန်တော်တို့ဗမော်တိုက်ပွဲမှာ KAI KAI နဲ့တိုက်ပွဲဖြစ်နေတဲ့အဓိကခလာရ60ခုတိုက်ရင်ဘက်မှာတိုက်ပွဲတွေရှိတယ်အခုသိသွားတဲ့ကောင်ဟာနိုင်မချဘူးသူကဒီတော်လိုင်းရေးရဲဘော်တယောက်ရဲ့ရဲဘော်တယောက်ရဲ့တေဆုံးသွားတဲ့ဓာတ်ပုံတွေနဲ့ဓာတ်ပုံရိုက်ပြီးနိုင်မချဘူး တိတ်သွားတဲ့လူကနိုဝင်ဘာ6ရက်နေ့ခလာရ40ကွန်တိုက်ရင်ဒီမှာတိုက်ပွဲအဲ့တိုက်ပွဲမှာတိတ်သွားတဲ့ကောင်အရာရှိလို့သိရတယ်6ရက်နေ့မှာဘမ်မော်မှာဒူယင်မှုတယောက်ပြင်းထန်တန်ရာရသွားတယ်ပြောတယ်အဲ့ဒီကောင်ပဲဖြစ်ရမယ်40ကွန်တိုက်ရင်ဘက်မှာငါတို့ drone ပုံစံမိသွားတာသေပြီထင်တာပဲလို့ကချင်ဘက်ကပြောပါတယ်အဲ့တော့ဒီနေ့ဗမော်တိုက်ပွဲဟာဆိုရင်တနှစ်ပြည့်ကံဒီအခြေအနေကိုအားလုံးသိပြီးဒါလည်းဖြစ်ပါတယ် အဲ့တော့တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့စုစည်းညီညွတ်နိုင်ဖို့တိုင်းရင်းသားတော်လှန်ရေးတပ်တွေတပ်ပေါင်းစုဝင်ရိုးတစ်ခုဗမာတပ်တွေတပ်ပေါင်းစုဝင်ရိုးတစ်ခုပြည်သူတပ်ပေါင်းစုဝင်ရိုး၃ခုနဲ့တော်လှန်ရေးကိုမောင်းနေနိုင်ရင်မင်းအောင်လှိုင်ကိုလုံခဲ့သောနေ့တွေကလုံနိုင်ပေါ့ဗျာမင်းအောင်လှိုင်အခုဆိုရင်ကျွန်တော်တို့အင်ခေါ်အဝိရှော်ခိုင်းလို့ရနေပြီခွေးကတက်ကိုပို့လို့ရနေပြီဒါပေမဲ့တော်လှန်ရေးတည့်ရဲ့စစ်ပွဲတစ်ခုဆိုတာလူမြတ်ကျော်ဗီဒီယိုထိုင်ပြောနေတာလို့တော့မလွယ်ဘူးဒါအမှန်တိုင်းပဲ စုစည်းဖို့ညီညွတ်ဖို့အခက်အခဲတွေညှိနှိုင်းရတာတွေအများပြားရှိတယ်အဲ့ဒါမှထပ်ပြီးတော့ညှိနှိုင်းရတာတို့တွေ့ဆုံရတာထုတ်ထက်လက်ရှိဖွဲ့စည်းတစ်ခုရဲ့အကျိုးစီးပွားအဖွဲ့စည်းတစ်ခုရဲ့မူဝါဒတွေညီပြင်းအနေအထားတွေရှုပ်ထွေးမှုတွေလည်းအများပြားကြုံတွေ့ကြရမှာ ဖြစ်တယ်။ဒါကြောင့်မို့အချိန်နေတဲ့အချိန်ခါလိုက်ရောအချိန်နေတဲ့အချိန်ခါရဲ့တောင်းဆိုမှု တခါတလေကြာရင် အနာမပေါက်ခင်စီးထဲလို့မရဘူးစီးစရာတယောက်ကအနာမပေါက်ခင်ဒီလက်မှာအနာပေါက်မယ်ဆိုတာ तू ကစေးပညာအရမြင်နေတယ်အာဒီနေရာမှာပြင်းထန်တဲ့အနာကြီးတစ်ခုပေါက်တော့ဟေ့ရောမင်းအနာပေါက်တော့မယ်စေးလိမ့်စေးလိမ့်ဆိုတော့အနာကမပေါက်သေးဘူးစေးကြိုလိမ့်ခိုင်းရင်အစဲခံရတယ်တခါတလေကျွန်တော်တို့လည်းဒီတိုင်းပဲအဲ့တော့အနာပေါက်မှစေးပေးပါအဲ့တော့အခုဆိုရင် အချီနီတွေကတောင်းဆိုလာပြီကလဒေဒလူပုဂ္ဂိုလ်ပယောကအချီနီအချိန်ခါကိုကြာရောက်လာပြီဖြစ်တဲ့အတွက်အဲ့ဒီတပ်ပေါင်းစုကမစုခြင်းလဲစုကိုစုရတော့မှမစုခြင်းရင်တော်လိုင်းရှုံးမယ်မစုမဲ့သူတွေတော်လိုင်းကထွက်သွားပါပြန်မှန်ပါလေဒီတပ်ပေါင်းမစုရင်တပ်ပေါင်းစုနဲ့မတိုက်နိုင်တော်လိုင်းမနိုင်ဘူးရှင်းတယ်တပ်ပေါင်းစုမှနိုင်တယ်ဒါကိုလည်းတော်တော်များများ အားလုံးအခုတည်လာကြပါပြီအဲ့တော့နိုင်ကျင်တဲ့စိတ်ရှိတဲ့အတွက်တပ်ပေါင်းတွေစုကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒိုင်းသားတပ်ပေါင်းစုဖမ္မာတပ်ပေါင်းစုပြည်သူတပ်ပေါင်းစု ဝင်ရိုးတုံရနဲ့ဖက်စစ်တပ်ကိုအမြင့်ဖြတ်နိုင်ဖို့စူးစမ်းပေးပါစူးစီးပေးပါညီညွတ်ပေးပါလို့ပြည်သူလူထုကိုစားကျွန်တော်မြတ်တာရက်ခံလိုပါတယ်ဒီကနေ့ဒီကိချိန်မှာတချို့တော်လန်ရေးပြီးသွားပြီလို့ပြောလာကြတယ်တော်လန်ရေးကတော်လန်ရေးကပြီးသွားပါပြီ ဟုတ်လားဒေါ်လာကြီးပြီးမပြီးတော့မသိဘူးဒီကနေ့တော့ဂျိုးဝင်ကောက်ပါထွက်စော်ပါတယ်ဘကူဝေါ်မှာထွက်စော်ပါတယ်နော်ဒီလိုအခြေအနေတွေတော့တွေ့ရပါတယ်ဘကူတိုင်းဝေါ်မြေကျိုးတိုက်နေရက်စကန်ကနယ်ရင်းတကောင်တိတ်ရှင်းစိုးနဲ့တည်ပါတယ်ဇင်မင်းသူမနေ့ခုနကမြေကျိုးစေးတဲ့လာတယ်တနက်နဲ့လေးချက်ပြစ်လိုက်တယ်တေဝါတယ်ပြည်ရဲ့သတင်းတွေထောင်လိုက်ပြီးစစ်တပ်ကိုသတင်းပေးနေတဲ့ကောင်ပြည်သူတွေကိုအကြောင်းမဲ့နှိပ်စက် ချိန်နှက်နေတဲ့ကောင်ငွေညှစ်နေတဲ့ကောင်ဆိုင်ကယ်တွေမတရားဖမ်းတဲ့ကောင်ရွာမှာစစ်တပ်နဲ့ပေါင်းပြီးလောင်းကစားအဝိုင်းတွေဖွင့်စက်ကြီးကောက်နေတဲ့ကောင်ရှင်းတယ်ဝေါ်ပြည်သူကဝေးတက်ဖွဲ့ရှင်းလိုက်ပါတယ်နောက်တစ်ယောက်ဘကိုတိုင်းတာယာဝတီဂျိုးပင်ကောင်ကန်ကြီးကုန်းကဂွေကောင်းပင်ရွာနေတဲ့ပြည်သူစစ်ကောင်းသားဝင်းအောင်စရနေ7လ2025မနက်6နာရီအုပ်ဖို့ရောက်ပျောက်ကြားတက်ဖွဲ့ရှင်းပါတယ် ဝင်းအောင်ကစစ်တနန်းတက်တာတွေတော်လိုင်းတက်ရဲ့သတင်းတွေကိုထောင်လန်းပြီးတော့စစ်တပ်ကိုပေးတယ်စစ်မှုထမ်းစက်ကြီးကောက်တဲ့ဓမြတိုက်တယ်လူငယ်တွေကိုစစ်ခွေးတွေနဲ့အတူပေါင်းပြီးပေါ်တာဆွဲတယ်စစ်ကြောင်းတွေကိုလမ်းပြနေတဲ့ကောင်အဲ့တော့ရှင်းပါတယ်ထတ်လုပ်တဲ့ကောင်ထတ်ရှင်းပါမယ်အဲ့တော့တော်လိုင်းပြီးတော့ဟာပြီလိုင်းတဲ့ဘုံနဲ့ပြောရင်တော့တော်လိုင်းပထမလိုင်းတော့ပြီးသွားပြီဗျာ တော့မဝေးတဲ့အတိတ်ကိုနည်းနည်းခြေရခံကြည့်အောင်ပထမလိုင်းမှာမာလာနဲ့ဆရာသာတိန်စစ်အုပ်စုတစ်ခုလုံးစီဒီအန်နဲ့တပိတ်လုံရှားမှုတွေနဲ့လက်နက်ကင်တော်လန်ရေးနဲ့ NUG NUC ဘာညာဖူးပွဲမှုတွေအဖွင့်လူလူပါဝင်မှုအများဆုံးအခြေအနေကြီးလူလူထောက်ခုမှုအမြင့်ဆုံးအခြေအနေကြီးတော်လန်ရေးရဲ့ပောက်ကွဲမှုပြင်းထန်ဆုံးအခြေအနေကြီးကိုတော့ကျွန်တော်တို့ပြီးသွားပါအဲ့ဒါပြီးသွားပါ ပထမလိုက်မှာတပိတ်တွေအများကြီးပေါ်ခဲ့တယ်လက်နက်ကင်တိုက်ပွဲတွေလက်လုံးတွေနဲ့စခဲ့တယ်ထောက်ပံ့ကူညီတဲ့ပြည်သူတွေကတတိုင်းမြေလုံးကြီးပါ all of them ထားနေတယ်ရှမ်းဘုံငွေတွေအင်းလိုက်အားလိုက်ထဲကြတယ်စီလုံးခဲ့ကြတယ်ညီညွတ်ခဲ့ကြတယ်ခိုင်မာခဲ့ကြတယ်နေရမရှိဘူးလုတ်ပိုင်ခွင့်မရှိဘူးကိုကြိုးမရှိဘူးအဖွဲ့သီးအကျိုးစီးပွားမရှိဘူးဒေတာရင်းပြောင်ကြားစစ်တွေအိယာကိုနေမြေသိန်းစစ်တွေအားကောင်းပေါင်းတန်းနေဖြစ်ခဲ့တယ်ပထမလိုက်မှာ ျွန်တော်တို့ PDF ရဲဘော်တွေစော်စောက်ရမ်းကြည့်ခဲ့တယ်။ပထမပိုင်းမှာလက်နက်ခဲရင်မရှိဘူးအားနေတယ်စစ်ပညာစီရေးတွေ့ကြုံနှုတ်နေတယ်။သိစရာအသက်တွေပေါ်ပြီးတစ်စရာတနက်တွေရှားခဲ့တယ်။ဒီအခြေအနေတွေတော်လိုင်းကြီးငားနဲ့ခီးဖြတ်တန်းအပြီးမှာရက်တက်သွားတယ်။ဒုတိယအလိုက်ဘော်တုံးအပ်နဲ့ပြန်ဖွင့်လာတယ်လို့နိုင်ငံသုံးသက်သူတွေကပြောတယ်။ စိန်ခေါ်မှုအစ်စ်တွေနဲ့ပြည့်ညံ့နေတယ်။စစ်တပ်ရဲ့ပိုက်စိတ်တိုင်းမှုအညှိုးနဲ့ဖိနှိပ်မှုတွေအောက်မှာပြည်သူလူထုရဲ့ထောက်ခံပါဝင်မှုအခြေအနေဟာပုံစံတစ်မျိုးနဲ့ငုံရှိုးသွားခဲ့တယ်လို့မြင်ရတယ်။တချို့လူတွေလမ်းကြောင်းလွဲသွားတယ်။တချို့လူတွေကိုယ်မူနဲ့ကိုယ်ကိုယ်ယုံကြည်ခြင်းနဲ့ကိုယ်ရှင်းတန်းနေတယ်။အဖွဲတွေအများကြီးတပ်ဖွဲ့တွေတလေကြီး ပထမလိုင်းမှာစစ်ပညာစည်ရေးတွေ့ကြုံနုနယ်ခဲ့ပေမဲ့ဒုတိယလိုင်းမှာစည်ရေးတွေ့ကြုံတွေစစ်ပညာတွေအထိုက်လျောက်ရှိလာသလိုစည်ရေးရပုတ်တိုက်မှုပြဿနာတွေနေမြီပြဿနာတွေအခွန်အခောက်ပြဿနာတွေအများကြီးဖြစ်လာတယ်။အဲ့ဒီဒုတိယလိုင်းမှာရံမုံငွေရဖို့တော်တော်ရုန်းကန်နေရပြီ။မောင်းမြန်တွေအပုံလိုက်ရှိတဲ့နေရာတွေအများကြီးပဲ။ဒါမဲ့တနက်ပြစ်ပြီးလက်ညိုးကွေးမဲ့ရဲဘော်တွေတော့ရှားလာပြီ။ အဲ့ဒီဒုတိယ line မှာပဲစော်ကြည့်ခဲ့တဲ့ PDF ရဲဘော်တွေတချို့ဟာစော်ပြစ်မှာဆိုးလို့တော်လိုင်းကြီးကိုကြောခိုင်းလိုက်ကြတယ်အချားအကြောင်းကြောင်းကြောင်းတော်လိုင်းကြီးကိုကြောခိုင်းသွားကြတဲ့လူတွေအများကြီးရှိတယ်ဒုတိယ line မှာနိုင်ငံရေးရနိုင်ငံရေးစုဖွဲ့မှုတိုင်းနယ်ပြည်နယ်တွေမှာတိုင်းနယ်ပြည်နယ်၁၄ခုလုံးနီးပါးမှာ NUGCR PH အပါဝင် NLD ပါတီတွေက တိုင်းအစိုးရယူနစ်တွေဆိုပြီးဖွဲ့နေကြတယ်။ဒါမဲ့ပြည်သူလူထုကစိတ်ကိုမဝင်စားဘူး။ဒုတိယလိုင်းမှာတိုင်းသားဤအောင်တွေက DNL MNDA တို့အပြစ်ရကြပြီးနောက်ဆုံးကြတယ်။အညာမှာတော့အထွေထွေကြက်တဲနေပြီးစာဝင်နေရေးကုံစိန်းတို့ကအစကုံစီလမ်းကြောင်းတွေအကုန်ပိတ်ဆို့ခံရပြီးတချို့တက်တွေကိုယ်ပါသာကိုအပြစ်ရနေကြတယ်။ ပထမလိုင်းရဲ့စီမျောမှုနဲ့ပါလာတဲ့သူတွေလည်းဒုတိယလိုင်းမှာတောင့်တင်နေတာတွေ့ရတယ်။အဲ့တော့ပထမလိုင်းမှာမတရားစစ်အာဏာသိမ်းလို့တော်လှန်ကြတယ်။လူလူခေါင်းဆောင်ကိုမတရားဖမ်းလို့တော်လှန်ကြတယ်။ငြင်းချမ်းစွာဆန္ဒပြတဲ့ပြည်သူကိုမတရားတတ်လို့တော်လှန်ကြတယ်။ပြည်သူပိုင်းအသက်အိုးအိမ်စီးစင်တွေကိုရဲရဲဖြဲဖြဲဖြည့်ဆည်းလို့တော်လှန်ကြတယ်။အထွေထွေမကျေနပ်မှုတွေကြောင့်တော်လှန်ရေးကို ပြည်မလူငယ်အများစုနဲ့လိုင်းထံခဲ့တဲ့ပထမလိုင်းကျွန်တော်ခုနပြင်ပြခဲ့တဲ့ဒုတိယလိုင်းရဲ့ကြက်တဲမှုတွေကိုဘာနဲ့ကျွန်တော်တို့စော့ဩကြမလဲနိဗ္ဗာန်စော်ဘလို့လုပ်မလဲဒုတိယလိုင်းမှာအတွေးခေါ်လိုလာပြီယုံကြည်ချက်လိုလာပြီအရင်တုန်းကလိုပထမလိုင်းတုန်းကလိုပြည်သူလူထုတခဲနဲ့ပါဝင်ပြည်သူလူထုက ရမုံငွေတွေအများကြီးတောက်ပန့် sorry ကြည်ဆိုတဲ့အခြေအနေမျိုးတော့မဟုတ်တော့ဒုတိယလိုင်းရဲ့အတွေးခေါ်ကဘာဖြစ်နိုင်တယ်ဒုတိယလိုင်းမှာဥဆောင်နိုင်မဲ့တော်လိုင်းရေးကို ပြန်လဲမောင်းနေနိုင်ဖို့ဝင်ရိုးတွေတပ်ပေါင်းစုဝင်ရိုးတွေဖြစ်လာဖို့ဘသူကတိုက်တွန်းဆော်အော်စုစည်းဆောင်ရွက်မလဲကောင်းဆောင်ဘသူလဲပြည်သူလူထုပြည်သူလူထုဆိုပြီးတော့ဗဇက်ကတဖွားဖွား ပြောနေပြီမဲ့အဲ့ဒီပြည်သူလူဆိုတဲ့လူတွေကိုဒုတယ်တရက်ဖြစ်အောင်စုနိုင်ဖို့လိုတယ်တော်လိုင်းကြီးကတတ်တတ်ပြည်သူကတတ်တတ်ဖြစ်နေတော့ဒုတိယလိုင်းဟာဒုနဲ့မျက်ရည်တော့ရပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့စိန်ခေါ်မှုအစ်စ်တွေစနေပါပြီဘလို့တိုက်ပွဲ ဘလို့စူသီးမှုမယ်လုံမလဲဆိုတဲ့အဖြေတွေကျွန်တော်ပြောရတဲ့မှာပါသွားပါပြီ။တဲလုံစာတစ်ခုထပ်ပေးခဲ့ပါမယ်။ဝင်ရိုး၃ရက်နဲ့ညညမှုနိဗ္ဗာန်တိုက်ပွဲနဲ့ကျွန်တော်တို့အောင်လို့စိတ်ပြည်သူနဲ့တော်လိုင်းရေးတသားတဲ့ဖြစ်မဲ့လူလူစီယုံရေးပုံတတဲ့ တဲလွန်စားပြီးပြီးခဲ့ပါတယ်ကျွန်တော်ပြောတဲ့ပထမလိုင်းဒုတိယလိုင်းသုံးသပ်မှုပုံစံနဲ့လက်ရှိအရခတ်တတော် AE ဆောင်ရွက်နေတဲ့ပုံစံ KIA ဆောင်ရွက်နေတဲ့ပုံစံ NUG ဆောင်ရွက်နေတဲ့ပုံစံအခြားတော်လိုင်းတက်တွေဆောင်ရွက်နေတဲ့ပုံစံကိုပေရန်လေးတပွဲတိုင်းတာပြီးစစ်တမ်းထောက်ကကောမမရေးထားပေးခဲ့ပါဗျာကျေးဇူးတင်ပါတယ်